ညမတယောက်ဖခင်မတိအောင်ကြောင်းသွားဖို့ပြင်ပါရီအကြောင်းကတော့ကြောင်းသွားရင်လမ်းမှာအမိုက်ပစ်ခိုင်းမှာဆိုလိုပါညမကအမြဲတမ်းစကိတ်စီပြီးတော့ကြောင်းသွားတာပါလမ်းထိပ်မှာတော့ညမကိုကောင်းကျော်လေးတယောက်ဆောင်နေပါရီ သူကတော့ကြော်ကြော်ဖြစ်ပါတယ်ကြော်ကြော်ကအเจ้าကိုလမ်းလျှောက်သွားနေရင်ညမကိုညနေကျောင်းစီရင်တွေ့ဖို့ချိန်လိုက်ပါတယ်ကြော်ကြော်ကချင်းကိုရှိပါသေးတယ်ညမတွေ့တဲ့မှာတော့ရီစားတောင်ဖြစ်နေပါပြီဒီနေ့လည်းညမကအเจ้าနောက်ကြရတဲ့အတွက်သူ့ရဲ့ကိုပြောက်ဆွမ်းရည်ကိုတုံးလိုက်ရပါတယ်တကယ်တော့ညမမှာဒီနေ့ကိုနှစ်ချင်းကိုပြောင်းနိုင်တဲ့ဆွမ်းရည်ရှိပါတယ်ညမလည်းအားကစားလုပ်ရင်းနဲ့တငယ်ရင်းတွေကိုကြော်ကြော်သူ့ကိုဖွင့်ပြတော့မယ့်အကြောင်းကိုကြွားလိုက်ပါတယ်တကယ်တော့ကြော်ကြော်ကတင်းနဲ့လည်းရိုက်တာတော်တယ်အเจ้าကပြူရန်ကြိုက်တဲ့နေ့စကားလေးဖြစ်ပါတယ်ကြောင်းရှင်းတော့ကြော်ကြော်ကညမကိုဖမ်းဆီးပစ္စည်းလေးရောင်းနေဆိုင်ဆိုင်ကိုခေါ်သွားပါတယ်လက်စွပ်လေးနဲ့ကလေးနဲ့ပြီးကုတ်လေးဝယ်လိုက်တော့ညမလည်းပြောသွားပါတယ်ဒါမဲ့ကြော်ကြော်ကအိမ်ရောက်တဲ့အချိန်ညမကိုလက်ဆောင်ပေးမ မသွားပါဘူး။ညမြလည်းလက်မလျှော်သေးပဲနဲ့အဲ့ရတဲ့ဒီနောက်နေကျောင်းမှာပြိမဲ့အကြောင်းလေးစိတ်ကူးရင်းနေလို့အဖေရဲ့အဆူအတောင်ခံလိုက်ရပါပြီ။ညမြလည်းကျောင်းသွားဖို့အလှနေပြင်ပြီးတော့စောင့်နေပြီးမြေကြောကြောရောက်မလာပါဘူး။သူလည်းကြောက်တော့ကြောကြောကသူတို့တန်းထဲကနေထွက်လာပါရီ။တကယ်တော့ကြောကြောကညမြတို့တန်းထဲကအချိုးလေးလှစင်ကိုချစ်ခွင့်ပန်သွားတာဖြစ်ပါရီ။ညမြလည်းသူရေးပေးထားတဲ့ဟာရင်းနဲ့လှနေရဲ့လှစင်ကိုကြည့်ပြီးတော့အမြင်ကန်နေပါရီ။အလိုက်မသိတဲ့လှစင်ကလည်းညမြကိုကျေးဇူးတင်စကားတွေတောင်းပါသွားပြောနေပါရီ။ညမြကိုတငယ်နေကကြောကြောကိုမကြိုက်တော့ဘူးပြောပေမဲ့အချစ်ဦးဆိုတော့လည်းမေးလို့မရပါဘူး။ကြောကြောတင်းနဲ့ကစားနေတာကိုလှစင်အပင်းနေတာကိုတွေ့တော့ညမြလည်းမျက်စိစပင်မျိုးစုပြီးတော့သူစွမ်းနဲ့လှစ င်ဖက်နဲ့ကြိုးပူချီလိုက်ပါရီလှဆိုင်နဲ့ချော်လျောထိုင်နေဖြစ်ကုန်ပါပြီအိမ်ပြန်လမ်းမှာတော့အရေးကင်းနားမလဲတဲ့ကြော်ကြော်ကလည်းလှဆိုင်ကိုဘလောက်ချစ်ကြောင်းနေတာပေါ်နေပါရီအိမ်ရောက်တော့ညီမကလည်းလှဆိုင်နဲ့ကြော်ကြော်ပြည့်ရီသူ့ရေးတွေလုပ်ပြီးတော့ကူခဲကနေရီစားနဲ့ပြောင်းလုံးလေးရေလျှောက်ရှာပါရီကျောင်းတော်လည်းလှဆိုင်နဲ့ကြော်ကြော်ပြောင်းနေရအောင်ကြည့်ပြီးတော့အသေးလေးကွင်းနေရပါပြီတငယ်ချင်းကောင်းတွေကလည်းလှဆိုင်နဲ့ကြော်ကြော်လိုက်ဖက်ကြောင်းနေတာပြောင်းနေကြပါရီစာသင်ခန်းထဲရောက်တော့လှဆိုင်ကညီမကိုကြော်ကြော်အကြိုက်တင်မိပါရီညီမလည်းသူ့ကင်းနဲ့ဝင်လာပြီးဆိုပြီးတော့မဟုတ်ကဟုတ်ကတွေချင်းထဲလွတ်လိုက်ပါရီဒါမဲ့ဘလို့ဖြစ်ဖြစ်လှဆိုင်ကတော့သဘောတွေကြာနေပါရီညီမကလည်းကြော်ကြော်ဆက်စီကြတဲ့မိန်းကလေးပုံစံကြိုက်တာဆိုပြီးတော့ချင်းကြီးထဲလွတ်လိုက်ပါ ်ပါရီညနေရောက်တော့လှစင်နဲ့ကြော်ကြော်နဲ့ဒေးလုံနေအောင်ညီမအနောက်ကလိုက်ချောင်းပြီးတော့ဖြည့်စည်းလုပ်ငန်းတွေစလုပ်ပါရီအရောက်တော့လည်းနောက်နေ့သူချင်းထက်လိုက်တာကြောင့်လှစင်တို့အတွက်ရန်ဖြစ်မဲ့အကြောင်းတွေတွေ့ပြီးတော့ကြီးညိုနေပါရီသူရဲ့ကျင်နေပြီးတော့ရေတန်တွေကအရန်စုညာနေလို့အဖေးဆူရာပဲချက်ခံလိုက်ရပါရီနောက်နေ့မနေ့ရောက်တော့ညီမအပွဲကြီးပွဲကောင်းကြည့်ရမယ်ဆိုပြီးတော့တက်ချွားရဲချက်ဖဖြစ်နေပါရီဒါပေမဲ့မှန်းကျန်တဲ့နန်းတွက်ကမကိုက်ပြန်ပါဘူးတင်းနေကွင်းထဲမှာဟိုတဲကတော့အဆင်ပြေကြလွန်းလို့ပြပြတေတောင်ပင်နေကြပါပြီအခုတော့ညီမလည်းတက်ချွားရဲချက်ဖမဟုတ်ဘဲနဲ့ကြက်တည်တည်နေပါပြီကျောင်းတော်လည်းအသေးကွင်းအရောက်တော့လည်းအသေးကွင်းရဲ့အသေးကွင်းညီမဖြစ်နေရပါပြီကြော်ကြော်လည်းညီမအိမ်ကိုရောက်လာပါရီသူ့ကိုတွေ့ဖို့လာတဲ့ထင်နေ မဲ့တကယ်တော့ညမဖေကတမင်သားဖိတ်ထားတာဖြစ်ပါရင်တမင်စားနေရင်လည်းညမကကြွကြောပဲငန်းနေရမလို့အဖေလည်းကြားနေရခံနေပါပြီညမဖေလည်းကြွကြောအကြောင်းဆက်စုနေတော့ကြွကြောကသူ့မှာရီစားရသွားကြောင်ပြောလိုက်ပါရင်ရီစားရသွားပြီဆိုတော့နဲ့အဖေလည်းချက်ချင်းချိုးတွေပြောင်းသွားပြီးတော့ကြွကြောကိုအင်အားတွေအတင်းနှင်လို့လိုက်ပါရင်နောက်နေ့ကျောင်းမှာညမလည်းကြွကြောကိုစားဖို့မလို့လုပ်နေရမှာလှစိန်တို့အုပ်စုကိုတင်လိုက်ရပါရင်လှစိန်တို့အဖေကကောင်းမလေးတယောက်ကလှေကားပေါ်ကပြုတ်ကျသွားပါရင်အဲ့ဒါကိုအားလုံးကလှစိန်တို့နဲ့လိုပဲဆွဆွဲနေကြပါရင်အတန်းနဲ့မှလည်းလှစိန်ကိုပဲဝိုင်းပြီးတော့အနိုင်ချစ်နေကြပါရင်ညမလည်းတနားနေပြီမြေပါမမတန်နိုင်ခဲ့ပါဘူးညမလည်းကျောင်းပြန်စိတ်ရှုပ်ပြီးတော့ကစားခွင့်မှာသွားထိုင် ေခဲ့ပါရီစိတ်ရှိရတဲ့အချိန်မှာကြွကြပါရောက်လာပြီးတော့လှစင်ကိုစိတ်ပူကြောင်းနေပြောနေလို့ညမြကလည်းကြွကြကို overall အိမ်ပြန်သွားခဲ့ပါရီနောက်နေ့ကြောက်တော့လေလှစင်ကိုအကုန်လုံးကဝိုင်းဖိထားပြီးတော့အတင်းထုတ်လိုက်နှိမ့်ဆက်လိုက်လုပ်နေခဲ့ကြပါရီလှစင်ဝမ်းနေနေတာမြင်တော့ရီစားလူဝက်ဖြစ်နေပြီးမြင်ညမြလည်းစိတ်မကောင်းပါဘူးကြောင်ကန်ထဲမှာလှစင်ကိုအကုန်လုံးကဝိုင်းနှိမ့်ဆက်နေတာမြင်တော့ညမြလည်းမနေနိုင်တော့ဘဲနဲ့ဝင်ပါရပါရီလေကားပေါ်ကလှစင်တို့နာမဝင်နေတဲ့ကြားကောင်မလေးတယောက်တို့နာကိုသူမြင်လိုက်ကြောင်းပြပြလိုက်ပါရီတကယ်တွန်းလိုက်တဲ့ကောင်မလေးကလည်းလက်မခံတော့ရန်နေထဖြစ်ပြီးတော့ရုံငန်းရောက်သွားပါရီလှစင်နဲ့ညမြတူတူပြစ်ပေးခံရင်းနဲ့အခြေဆုံးငွေရင်းနေဖြစ်သွားကြပါရီအပြန်လမ်းမှာကြွကြွအားစောင့်နေတော့ကျေးဇူးတင်စကားပြောမယ်ထင်နေပါရီ ီဒါမှလည်းကြော်ကြော်ကအဖြစ်မှန်ကိုအစကတည်းကပြောမပြခဲ့လို့စိတ်ဆိုးပြော့ရန်တွေ့နေပါရီဒီခါမှာတော့ညီမလည်းညီမနေတော့ပဲနဲ့ကြော်ကြော်သူ့ဘက်ကိုမကြည့်ပေးလို့စိတ်တူပြီးတော့မတွေ့ချင်တော့ကြောင်းနေပါပြောပြီးတော့ပြန်ထွက်သွားပါရီပြောချင်တာတွေပြောခဲ့ပြီးတော့အိမ်ပြောက်တော့အဖေ့ကိုဖက်ပြီးတော့ငုံနေရပါရီနောက်နေ့မနေ့ကျတော့ကြော်ကြော်နဲ့ညီမမျက်နှာချင်းဆိုင်တွေ့ရင်လည်းဘာမှမပြောပြကြတော့ပါဘူးကြော်ကြော်ကလည်းလှစီနဲ့တွေ့ရတော့မှစိတ်မပါတော့ပါဘူးညီမရဲ့တငယ်ရင်းတွေကလည်းကြော်ကြော်နဲ့ပြေးပြေးလည်လည်နေထိုင်ကြဖို့တိုက်တွန်းနေပါရီနောက်နေ့မနေ့ရောက်တော့ကျောင်းသားနေကြနေရာလေးမှာနှစ်ယောက်သားတွေ့ကြပြီးတော့ညီမလည်းကြော်ကြော်ကိုသဘောကျကြောင်းဖွင့်ပြောရင်းနဲ့ဇလန်လေးလေးပြီးဆုံးသွားပါရီပရိသတ်ကြီးတို့လည်း crush ရင်တမန်တော့ပါမသွားခင်အရင်သာဖွင့်ပြလိုက်ကြပါအရင် င်းခံရတာတော့ကန်တရားပါပဲအစုံနှိမ့်လိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်